はい、皆さんこんばんは。ねです。私ディニー N5 Kanji 30 Day Challenge Day 21ကိုဆက်ပြီးရှင်းလုပ်ပေးသွားခြင်းပါတယ်။ဒီနေ့27ရက်မြောက်နေ့မှာလည်းနောက်ထပ် Kanji 5လုံးကိုဝတ်သက်ရှင်နဲ့အတူတူဆက်ပြီးတော့လေ့လာကြမယ်နော်။ပထမဆုံးဝတ်သက်ရှိရဒီခါကျတော့တစ်လုံးနဲ့မပြောဘဲနဲ့ဒီနှလုံးတွဲရလေးပြောပါမယ်။ဒါလေးနှလုံးဒီဝတ်သက်ရှိတို့နဲ့တိတ်ကိုယဉ်နေတဲ့စကလုံးလေးဖြစ်ပါတယ်။ Sansei Sansei ဆိုတဲ့ဆရာမ Kanji ပါ။ Sansei ော်တရှိတို့နဲ့အရန်ရှင်းနေပါတယ်ဂျပန်စာလောကကိုရောက်လာပြီဆိုတာနဲ့ဆန်ဆေးလေးတည်ဆန်ဆေးဆိုတဲ့ဆန်ဆေးဆိုတဲ့ဆရာရဲ့ခေါ်ဝေါ်လေးကိုတရှိတို့ရင်းနေတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဆရာကိုပြောတဲ့ခန်းကြီးလေးဖြစ်ပါတယ်ဒီမှာဆိုရင်တရှိတို့ရီရှိယဆန်းဆိုတဲ့စကားလုံးလေးတရှိအရင်ဆုံးဆွဲချက်လေးတွေဆွဲပြခြင်းပါတယ်ပြန်ဆွဲမယ်ဒီနေ့တော့၄၅၆အဲ့ဒီမှာဗောတကြီးကဒီအပိုင်းလေးကခဏဖယ်ထားမယ် ီကလေဒါလေးဒီဒိုခန်းကြီးလေးမြေကြီးမြေကြီးပေါ်မှာလေခြေထောက်ထောက်ပြီးမတရက်ပြီးစတင်ပေးတာမြေကြီးပေါ်မှာခြေထောက်ထောက်ပြီးစတင်ပေးတာဘာတရှိတို့ရဲ့ဆရာဆရာမတွေပေါ့နော်မြေကြီးပေါ်မှာရက်တဲဟိုနောက်တက်လိုက်ဒီနားတက်လိုက်ဟာလားဘာတရှိတို့ရဲ့ရှိမှာမတရက်ပြီးစတင်ပေးကြတဲ့လူတွေကဆရာတရှိတို့ရဲ့ဆရာဆရာမတွေပါすみません、見れてたろわ。あ、そうしよう。私はディア、だって、私は先生へ3連投ねて、なるくはじゃろ。 စာခိဆိုတဲ့အရင်ဆိုပြီးသုံးပါတယ်သူတစ်လုံးနဲ့ဆိုရင်စာခိသုံးပါမယ်သူတစ်လုံးနဲ့ဆိုရင်စာခိဆိုတဲ့အရင်အရင်ကဆရာမလို့မှတ်ထားလိုက်ပါအရင်ကဆရာမအဲကြောင့်ပထမဆုံးသူနဲ့ပတ်သက်တဲ့ခံတွဲလုံးတွေကိုဝတ္တရှိကအရင်ဆုံးပြောပြပေးခြင်းပါတယ်တစ်လုံးနဲ့ဆိုရင်စာခိဆိုတဲ့အရင်စံစိစံစိဆရာ နောက်တစ်ခုကကြတော့စအဲ့စမ်းရင်နောက်တစ်ခုကဂဲဆော့ဆိုလဲလာရင်အရင်ရလာရင်ဆိုတော့အရင်လာပေါ့စန်ဂဲဆော့စန်ဂဲဆော့အရင်လာရှူးဆိုတာအပတ်ကိုပြောတာဖြစ်ပါတယ်စန်ရှူးဆိုတော့အရင်ဘက်ပြီးခဲ့တဲ့အပတ်ပေါ့ပြန်ပြောပါမယ်ဒါဒီစန်စေးရဲ့စမ်းမှာစခိအရင်အရင်ကဆီယာမလို့တွဲမှတ်ထားရင်လည်းရပါတယ်အရင်ဆိုတာလေးမမိတော့အောင်လို့ပါစခိအရင်စန်စေးဆီယာမစန်ဂဲဆော့အရင်လာစန်ရှူးအရင်ဘက်နောက်တစ်ခုကစီ ဒီထဲမှာပါတဲ့ဆေးရည်လေးဆန်းဆေးမှာပါတဲ့ဆေးရည်လေးဒီဝီခီတို့အတက်ရှင်နေနောက်တစ်ခုကဥမာရဲတို့မွေးဖွားတယ်ဆရာတွေကပဲအတက်ရှင်ဖို့မွေးဖွားဖို့အတွက်လေ့ကျင့်ပေးတယ်သင်ကြားပေးတယ်လို့မှတ်ထားခြင်းလည်းရပါတယ်ဝါတချီတို့ရဲ့လူဘဝလူဘဝကြီးတွေမှာပေါ့နော်ကောင်းကောင်းကြီးအတက်ရှင်ဖို့ကောင်းကောင်းကြီးရှင်သန်နိုင်ဖို့အတွက်ဆရာတွေကလမ်းပြပေးတယ်ပေါ့ ောက်တစ်ခုကကျတော့ဆေးကြီးကတော့ဆန်ဆေးရဲ့ဆေးကြီးရှောရောဂျောရောသုံးပါမယ်ဒါတွေကိုဘယ်နှမှာသုံးပါလဲဆိုတော့ဒီကအောက်မှာပြပြပါမယ်အီကီတို့ကအသက်ရှင်တယ်ဥမာရဲတို့ကမွေးဖွားတယ်အဲ့တော့အိရှောအိရှောဒီတက်တက်တာတဘွားလုံးပေါ့နော်တက်တက်လုံးအိရှောတက်တက်လုံးအဲ့တော့နောက်တစ်ခုကကျတော့တန်ဂျောပီဒီမှာဆိုလို့ရှိရင်မွေးတာရဲ့နေ့တယ်မွေးရဲ့နေ့ဆိုမှတော့တန်ကြောပြီဆိုလဲမွေးနေ့အဲ့တော့မွေးနေ့မှာလဲဆန်းစေးရဲ့စေးလေးပါမယ်နောက်တစ်ခုဓာတိဟိတုခန်းကြီး လူပေါ့နော်ဂျင်းသုံးမယ်ဂျင်းစေးလူဘဝလူရဲ့မွေးဖွားတယ်လူတွေမွေးဖွားတာလူတွေအသက်ရှင်တာဒီလူဘဝဖြစ်ပါတယ်ဂျင်းစေးလူဘဝပြီးရောတရှိတို့ gag စေးမှာလည်းသုံးလို့ရရယ်နော်ဟိုတရှိဒီနားမှာမဆန့်လို့ဒီဘက်မှာတစ်ခါပြန်ရေးပြချင်ပါတယ်မှာဆိုလို့ရှိရင်ဟိုတရှိတို့ gag ခိုးရဲ့ gag ခုခန်းကြီးလေးရယ်နောက်တစ်ခုကစေးရယ်ဆိုရင် gag စေးဆိုတဲ့အကြောင်းသားဖြစ်ပါတယ် gag စေးဆိုတဲ့အကြောင်းသားဖြစ်ပါတယ် ကက်စေးဆိုတဲ့အကြောင်းသားလည်းမှတ်လို့ရပါတယ်။အားစိန်ကိုတချို့ပထမအဆုံးခန်းကြီးနှလုံးကိုမှတ်မိမယ်ထင်ပါတယ်။နောက်ထပ်ခန်းကြီးလေးတစ်လုံးကိုဆက်သွားပါမယ်။နောက်ထပ်ခန်းကြီးလေးကတော့ဒီခန်းကြီးလေးပါပစက်ပေါင်းနှစ်ပေါက်ပါတယ်ပေါ့နော်အပေါက်တည်းအပေါက်တည်း။အဲ့တော့ဝတ်သရက်ဓာရီကိုလေဘလို့မှတ်ပေးမလဲဆိုရင်ဓာရီတစ်ခုလုံးကိုခြုံငုံမြင်ကြည့်လိုက်ရင်ဝတ်သရက်တရုပ်ဘုံချောင်းကြီးနဲ့တူမနေဘူးလား။တရုတ်ဘုံချောင်းကြီးတရုတ်ဘုံချောင်းကြီးကမြင့်နေလို့မှတ်ထားလိုက်ရင်ရပါပြီတရုတ်ဘုံချောင်းကြီးကမြင့်နေပေါ့ဒါလေးဆိုရင်အဖုံအဖုံရဲ့အောက်ကပါဇက်ပေါက်လေးရေ နောက်တစ်ခုကကျတော့နောက်ထပ်အဖုံးလေးပဲအဖုံးလေးရဲ့အောက်ကပစ္စပေါက်လေးရေပြန်ပြောပါမယ်တရုတ်ဘုံချောင်းကြီးလို့မြင်လိုက်ပါမတချီရေးတဲ့ဆွဲချက်လေးကိုလေကြည့်ဘဇက်ကနားလေနားထောင်ပေါ့နော်တရုတ်ဘုံချောင်းတရုတ်ဘုံချောင်းနေရာတကိုင်းမြင်နေအဲ့တော့အဲ့လိုမြင်တဲ့တရုတ်ဘုံချောင်းကြီးတွေကိုခိုးခိုးပြီးတော့တက်ချင်တယ်။ဒါကကြီးဆိုတဲ့တရုတ်ဘုံချောင်းကြီးဒါကကြီးဘုံချောင်းကြီးလို့မြင်လိုက်ပါဒါကကြီးဘုံချောင်းနေရာမြင်နေခိုးပြီးတော့တက်ချင်တယ်ခိုးပြီးတော့သွားချင်တယ်လို့မှတ်ထားလိုက်ပါ ါကားကြီးမြင်တော့ဒီမှာဆိုရင်ခိုးဒါဒီကတ်ခိုးရဲ့ခိုးပါចောင်းခန်းကြီးပါခိုးခိုးမြင့်နေចောင်းဆိုတော့အထက်တန်းចောင်းပါဒါကားကြီးမြင်တာခိုးခိုးအထက်တန်းကြောင်းဒီမှာရှိတဲ့ဂက်စီမှာပါတဲ့ဆေးလိုလေးပဲဒီမှာဆေးလေးသုံးလိုက်လို့ရှိရင်ခိုးခိုးဆေးအထက်တန်းကြောင်းသာခိုးခိုးဆေးအထက်တန်းကြောင်းသာခိုးခိုးအထက်တန်းကြောင်းခိုးခိုးဆေးအထက်တန်းကြောင်းသာမူရင်းကတော့ဒါကားကြီးမြင်တော့နောက်ထပ်ခန်းကြီးတလို့ နောက်ထပ်ခန်းကြီးတစ်လုံးကိုတကြီးကအရင်ဆွဲချက်လေးတင်ပြီးတင်ပေးချင်ပါတယ်။1 2 3 4 5 6 9 10 11 12 13 14 15ပြန်ပြပါမယ်။ဒီဆောင်ဆောင်လေးအရင်ဆွဲပါ။ဝါတရှိကိုအမောက်ကလေးတွေမျက်လုံးထဲမှာမြင်လိုက်ပါနော်။ပြင်ဒါလေးကနှုတ်သေးလေး။ဒါလေးကတော့ကိုလုံးလေးပါနော်။ဒါဒီတူရီဆိုတဲ့ငှက်ခန်းကြီးလေးဖြစ်ပါတယ်တူရီဆိုတဲ့ငှက်ခန်းကြီးလေးပါ ဒူရီဆိုတဲ့ငှက်ခမ်းကြီးတွေပါဒူရီဆိုတဲ့ငှက်ချောလို့လည်းပါတယ်ဆိုတော့ငှက်ကလေးကချောတယ်ပေါ့ဒူရီဆိုတဲ့ငှက်ချောလို့လည်းပါတယ်ဆိုတော့ငှက်ကလေးကချောတယ်ဒူရီငှက်ဒီမှာဆိုလို့ရှိရင်ဝတ္တရှိကိုသေးတဲ့ခမ်းကြီးငှက်သေးသေးလေးဆိုတော့ငှက်ပေါ့ပေါ့ခူဒူရီငှက်ပေါ့ဟာခူချော ဟာခုချောဒီငန်းပြူကိုပြောတာဖြစ်ပါတယ်ဟာခုချောငန်းပြူနောက်တစ်ခုကတိုရီရဲ့နိခုဆိုတဲ့အသားရဲ့ပေါင်းမှာတိုရီနိခုဒီနှက်သားမဟုတ်ပါဘူးဇက်သားပါတိုရီနိခုငှက်နဲ့အသားနဲ့ပေါင်းလိုက်တဲ့အခါမှာဇက်သားဖြစ်သွားပါတယ်တိုရီနိခုဇက်သားဟာခုချောငန်းပြူကိုတိုရီနှက်ပေါက်တိုရီငှက်နောက်ဆုံးခန်းကြီးတစ်လုံးနဲ့ကျန်ပါတယ်ဒီတစ်လုံးနဲ့ကျန်တဲ့ခန်းကြီးလို့ဝတ်တရှိရအရင်ဆုံးရင်းရင်းပြောချင်ပါတယ်ဒါဆိုရင်ခုစခံမှုတွေမျက်ပင်တွေခံကြည့်ပါဒါလေးကဝတ္တရှိတို့အိမ်ခေါမိုးလေးနဲ့တူပါတယ် မြက်ပင်နေဂျားလေးကဓမ္မမောင်ရင်မြက်ပင်နေရဲ့ဘေးကအမိုးလေးရဲ့အောက်မှာဒါလေးဒီဝတ်တရှိလို့ခတာခနာမှာဆိုရင်ဟိုလေးနဲ့တူပါတယ်မြက်ပင်နေဂျားလေးကအမိုးအောက်ကဟိုနေရာလေးမှာမြက်ပင်နေဂျားလေးကဓမ္မမောင်ရင်မြက်ပင်နေဘေးကအမိုးအောက်ကဟိုနေရာလေးမှာအိုချဆိုတဲ့လက်ဖက်ရည်လေးတောက်ကြရအောင်မြက်ပင်နေဘေးကအမိုးအောက်က ိုနေရာလေးမှာအိုးချဆိုတဲ့လက်ဖက်ရည်တောက်ကြရအောင်ဒါဒီချအိုးချရည်ချဖြစ်ပါတယ်ဒီမှာဆိုရင်အိုချအိုချလက်ဖက်ရည်သူကတော့ green tea လေးခေါ်မယ်ပေါ့နော်နောက်တစ်ခုကကျတော့လက်ဖက်ရည်အမျိုးမျိုးကိုသုံးလို့ရပါတယ်ညွန်ဟွန်ရဲ့ချရဲ့ညွန်ဟွန်ချဂျပန်လက်ဖက်ရည်ပေါ့ ချီတို့လဖက်ရည်ရဲ့ဤတို့ကအယောင်မှာလဖက်ရည်အယောင်ရဲ့ဆိုလဖက်ရည်ရောင်မျိုးလုံးနဲ့မှမြင်ကြည့်လိုက်ဝန်တကြီးတို့အညိုရောင်နဲ့မတူဘူးလားဒါဒီချီတို့ဒီအညိုရောင်ဖြစ်ပါတယ်ချီတို့အညိုရောင်ခိုးချခိုးချကတော့ black tea တခုတည်းကိုပဲခေါ်တာပါ black tea ပါခိုးချ black tea လဖက်ရည်ရောလဖက်ရည်ပဲသူဒီ black tea အိုချကကြာ green tea ရောတခြားလဖက်ရည်မျိုးစုံတော့သုံးလို့ရပါတယ်ဟုတ်ချလဖက်ရည်ညွန်ချဂျပန်လဖက်ရည်ချာအီရိုအညိုရောင်ခိုချ ခိုးချ black tea အဲ့ဒါဆိုရင်တို့ရှိရဒီနေ့ရခန်းကြီး၅လုံးကိုပြန်ပြီးတော့ချုပ်ပေးခြင်းပါတယ်မြေကြီးပေါ်မှာခြေတော်ထောက်မတရက်ပြီးတော့စတင်ပေးရဝါသရှိတို့ရဲ့ဆန်းစီဆီယာဆီယာမတွေပါအဲ့တော့ဒါဒီဆီယာဆီယာမဘယ်တော့ဆီယာမလဲဆိုရင်စခိဆိုတဲ့အရင်တော့ကဆီယာမအဲ့ဒါပြန်ဝါသရှိတို့ကအရင်ရရက်ရပေါင်းလိုက်တော့ဟော အရင်ရရက်ရမဟုတ်ပါဘူး sorry ပါ အရင်ရဲ့လရဲ့ပေါင်းလိုက်တော့ sangkek ဆိုဆိုတဲ့အရင်လနောက်တစ်ခုကကြတော့အရင်ရဲ့အပတ်ရဲ့ပေါင်းလိုက်တော့ sanshu ဆိုတဲ့အရင်ပတ် sansei ဆရာမဆိုပြီးမှတ်လို့ရပါတယ်တခါအဲ့ဒီ sei sansei မှာပါတဲ့ sei သည် ikiru attentionaye နောက်တစ်ခု umareru မွေးဖွားတာရယ်နားလည်နော် ဥမာရဲတို့ဖြစ်ရမှာပါဒီမှာဥမာရဲတို့မွေးဖွားတာရေနောက်ထပ်ဘာတွေသုံးလို့ရမသေးလဲဆိုရင်ဆေးမှာဆိုလို့ရှင်အမျိုးမျိုးသုံးလို့ရတယ်ဆေးဆိုလို့ရှင်တော့ဆန်ဆေးသုံးမယ်နောက်တစ်ခုကကျတော့ဂျင်းဆေးလူဘဝသုံးမယ်နောက်တစ်ခုကကျတော့ဘာတွေသုံးလို့ရသေးလဲဆိုလို့ရှိရင်ဂျင်းစီပြီးရင်ဂက်စီဂက်စီလည်းသုံးမယ်ဟွန်းရှော့ရှော့နဲ့ဂျောလည်းသုံးလို့ရသေးရပါတော့ရှော့နဲ့ဂျောရှော့ဆိုရင် is sure တတတာတို့ ပြီးလို့ရှိရင်မွေးတဲ့နေ့ဆိုတော့တန်ဂျောဒါဆိုရင်ဂျောနဲ့သုံးမယ်ပေါ့နော်တန်ဂျောပြီးမွေးနေ့တို့မှလည်းသုံးလို့ရပါသေးတယ်နှလုံးရှိသွားပါပြီတရုတ်ဘုံเจ้าကြီးကိုမျက်လုံးထဲမှာမြင်ကြည့်ရင်တရုတ်ဘုံเจ้าကြီးကမြင်တယ်တကားကြီးမြင်တော့အဲ့လိုမြင်တဲ့တရုတ်ဘုံเจ้าကြီးတွေကိုခိုးပြီးတော့သွားခြင်းနဲ့ခိုးပြီးတော့ဝင်ခြင်းနဲ့တကားကြီးမြင်လာရဲ့ဒီမြင်တဲ့ခိုးရဲ့နောက်တစ်ခုကကြတော့ကတ်ခိုးရဲ့ခိုးရဲ့မြင်တဲ့เจ้าဆိုမှတော့ ထက်တန်းကျောင်းပေါ့မြင်းငယ်ကျောင်းမှာတက်တဲ့စေးကျောင်းသားလေးကိုတော့အထက်တန်းကျောင်းသားလို့ခေါ်ပါတယ်ခိုခိုစေးပါနောက်ထပ်ခန်းကြီးကတော့တူရီဆိုတဲ့ငှက်ကလေးဖြစ်ပါတယ်တူရီဆိုတဲ့ငှက်ကလေးပါရှစ်မှာဝဒရှိတို့သေးတဲ့ခန်းကြီးနဲ့ပေါင်းလိုက်တဲ့အခါမှာငှက်ပေါက်ဖြစ်သွားပါတယ်ငှက်ပေါက်ဖြစ်သွားပါတယ်ငှက်တရားချောတယ်ဆိုတော့ဟခုချောငန်းဖြူလို့လည်းသုံးလို့ရပါသေးတယ်ဟခုချောငန်းဖြူနောက်ပြီးတော့ဝဒရှိတို့အဲ့ဒီတူရီလေးရဲ့ ောက်တစ်ခုတူရီဆိုတဲ့ငှက်ကလေးရဲ့နိခုဆိုတဲ့အသားလေးရဲ့ပေါင်းလိုက်တဲ့အခါမှာငှက်သားမဟုတ်ဘဲနဲ့ကြက်သားဖြစ်သွားပါတယ်။ KS ဆိုရင်၄လုံးရှိပါပြီ။နောက်ဆုံးတစ်လုံးမျက်ပင်နေရဲ့ဘေးကအမိုးအောက်ကဟိုနေရာလေးမှာအိုချဆိုတဲ့လက်ဖက်ရည်တောက်ကြမယ်။အိုချလက်ဖက်ရည်ခိုးချဆိုရင် black tea ပါ။နောက်တစ်ခုကဘာလို့သုံးလို့ရသေးလဲဆိုရင်တော့ nihon ချဆိုရင်တော့ဂျပန်လက်ဖက်ရည်ပါ။ nihon ချဂျပန်လက်ဖက်ရည် ခြာအီရိုဆိုတဲ့အညိုရောင်လည်းသုံးလို့ရပါသေးတယ်။လက်ဖက်ရည်ရောင်ဒီအညိုရောင်မှာခြာအီရိုလက်ဖက်ရည်ရောင်ဒီအညိုရောင်ဖြစ်ပါတယ်။ဒါကတော့ဒီနေ့အခန်းကြီး၅လုံးကိုပြန်ပြီးချုပ်ပေးရဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့တော်တော်ကြီးမှတ်မိလောက်မယ်လို့ထင်ပါတယ်။ကြောက်ပါတဲ့ဘိုင်ဘိုင်အိုရဆူမီ